ယာယီအပြည့်ရဲ့ကလန်းချက်စစ်ကောင်စီပယ်ချတကြံပွဲတော်ကျင်းပမယ်လို့ပြောတော်လန်ရေးတပ်ဖွဲ့တွေရဲ့ယာယီအပြည့်ရဲ့ကလန်းချက်ကိုစစ်ကောင်စီဘက်ကပယ်ချလိုက်ပြီးတကြံပွဲတော်ကိုကျင်းပမယ်ဆိုပြီးထုတ်ပြန်လာပါတယ်စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကဒီနေ့ဧပြီလ1ရက်ည7:00နာရီခွဲသတင်းထုတ်ပြန်ချက်ထဲ တနိုင်ငံလုံးဝန်내ကြေကွဲနေရသောကာလဖြစ်ပါသဖြင့်ယခုနှစ်မြမရိုးရတကြံကိုအပျော်ပါတိဆိုကခုံမှုများမပါဝင်ပဲရိုးရရင်ကျင်းမှုနှင့်အညီအေးချမ်းတာယာသောတကြံအဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်ဆိုပြီးသတင်းထုတ်ပြန်လာတာပါ။ အလားတူစစ်ကောင်းဆောင်ကအချို့သောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များအနေဖြင့်လက်ရှိအခြေအနေမှာတိုက်ပွဲပေါ်ဆောင်ခြင်းများမရှိတော့လဲတိုက်ခိုက်ခြင်းများလှုပ်ဆောင်ရန်အတွက်စုဖွဲ့ခြင်း၊လေ့ကျင့်ပြင်ဆင်ခြင်းများလှုပ်ဆောင်နေကြတာကိုမိမိတို့အနေဖြင့်သိရှိပြီးဖြစ်ပြီးအဲ့လိုဆောင်ရွက်နေခြင်းဟာတိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွက် တက်မတော်အနေဖြင့်လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဆိုပြီးနေပြည်တော်မှာဒီနေ့ပြုလုပ်တဲ့ငလင်းပြန်လည်ထူထောင်ရေးအလူငွေပေးပွဲမှာအခုလိုပြောကြားခဲ့ကြောင်းစစ်တပ်ကထိန်းချုပ်တဲ့သတင်းဌာနမှာထုတ်လွှင့်ခဲ့ပါတယ်။ မလင်ပေးတဲ့သူတွေကိုကယ်ဆယ်ရေးလုပ်ဖို့အတွက် NUG ကနှစ်ပတ်နဲ့ညီနောင်မဟာမိတ်ကဧပြီလတလလုံးတစ်ဖက်သက်အပြည့်ရဲ့ကြောင်းကြေညာထားတယ်လို့ညီနောင်မဟာမိတ်ထဲက TNLA နဲ့ NNDAA ဟာကျင်းပဖို့စီစဉ်ထားတဲ့တကြံပွဲတော်ဖြတ်သိမ်းလိုက်ကြောင်းကြေညာထားတာပါ။